လောက်ခွင့်ကိုဝင်မဲ့သူဆိုရင်ကာဗာလာတာနဲ့ CV Found ကရှိကိုရှိထားတင်ပါတယ်အကယ်လို့ကိုကမရှိဘူးဆိုရင်လည်းကြိုးရိပ်ထားဖို့လိုအပ်ပါမယ်ကာဗာလာတာနဲ့ CV Found ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ interview မဖြေခင်မှာကြိုတင်ပြင်ဆင်တင်တာလေးတွေကိုပြောပြပေးပါမယ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့အခုမှလုပ်ငန်းခွင့်ကိုစဝင်မဲ့သူတွေအတွက်အသုံးဝင်စေမဲ့လုပ်ငန်းခွင့်တွေကငချွေလေးဆိုတဲ့စာအုပ်ကိုပြောပြပေးသွားပါမယ်စာရေးသူကတော့မင်းခန့်ပြပါစာအုပ်ထဲမှာကကျွန်တော်တို့အလौဆလျှောက်တဲ့အင်တာဗျူးကနေပြီးတော့ဟိုးလုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ ပြဿနာတွေအထိပါဝင်ပါတယ်အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်အစင်းစင်းပြောပြပေးသွားပါမယ်အရင်ဆုံးအလုံးမလျှောက်ခင်ကစပြီးတော့ကာဗလက်တာ CV form ကိုလူတိုင်းရင်းနှီးကြပါမယ်ကာဗလက်တာလို့ပြောလိုက်ရင်နည်းနည်းလေးစိတ်ကောင်းစိတ်နေနိုင်ပါတယ်ကာဗလက်တာကကျွန်တော်တို့အဖုံးစာလို့လည်းပြောလို့ရပါတယ်အလုံးလျှောက်ပြီဆိုရင်အပေါ်ဆုံးမှာထားရတဲ့စာရွက်ပါကျွန်တော်တို့ကာဗလက်တာမှာက main subject ခေါင်းစဉ် greedy နှုတ်ဆက်စာတာ media အလေအစာကို ending အဆုံးသက်ဆိုပြီးတော့ပါဝင်ပါတယ် အန်ဒီဘိုင်းမှာတော့အများကြီးရေးစရာမလိုပါဘူး bear request တို့ပါတို့ရေးပြီးတော့ကိုယ့်ရဲ့နာမည်နဲ့ဖုန်းနံပါတ်လေးကိုရေးပြီးလိုက်ရုံပါပဲ middle စာကိုပိုင်းကတော့စာအရှိဆုံးနဲ့အများဆုံးအပိုင်းမှာကျွန်တော်တို့စာရေးပြီးဆိုရင်လည်း formal အင်္ဂလိပ်လို့ခေါ်တဲ့ရုံးသုံးအင်္ဂလိပ်စကားအသုံးအနှုန်းတွေကိုပဲသုံးပေးပါ friendly ဖြစ်မဲ့အသုံးအနှုန်းတွေ emoji တွေကိုမသုံးပါနဲ့ဟာပါနှောပြီးတော့လည်းမပြောပါနဲ့နော်နမူနာ cover letter လေးကိုတစ်ချက်ကြည့်နိုင်ပါတယ် နောက်တစ်ခုက CV form မှာဒါကတော့အားလုံးပဲသိပါလိမ့်မယ် CV form ကိုတရွက်ထဲတင်မရေးပါနဲ့အချက်အလက်မပြည့်စုံပါဘူးအနည်းဆုံး2ရွက်ကနေပြီးတော့အများဆုံး4ရွက်အထိရေးပြပါဒီ CV form ကိုကျွန်တော်တို့အချက်6ချက်နဲ့သွားလို့ရပါတယ် personal profile ကိုကဘာလဲဘယ်လိုလူလဲဆိုတာကိုပြောရမယ့်အပိုင်းမှာ career objective ကိုကအလုပ်ကိုဘာတွေပြီးမှလဲဘယ်လိုအထောက်အကူပြုမှလဲဆိုတဲ့အရာတွေကိုရေးပြရမှာပါ working experience လုပ်ငန်းခွင်အတွေ့အကြုံပေါ့ကျွန်တော်တို့ကိုဘာလုပ်ခဲ့ဘူးလဲအဲ့ဒီလုပ်ခဲ့တဲ့လုပ်ငန်းအတွေ့အကြုံတွေကိုထည့်ရေးပြရမှာပါ educational background ကိုတက်ခဲ့တဲ့ကြောင်းရရှိခဲ့တဲ့ graduation ဘွဲ့လက်မှတ်တွေကိုထည့်ပြရမှာပါ skill and competency အကျွမ်းကျင်မှုနဲ့စွမ်းဆောင်နိုင်မှုတွေပေါ့ကို့မှာ basic တွေရှိလဲ excel word powerpoint final gap ဒီလို software ကျွမ်းကျင်မှုတွေနဲ့တခြားသော soft skill လို့ခေါ်တဲ့အကြောင်းအမတင်လိုက်တဲ့ communication skill time management leadership ဒီလိုဟာတွေကိုပြောတာပါ personal data ကိုရေးအချက်လက်တွေနေရက်လိပ်စာမှတ်ပုံနဲ့နိုင်ငံသားကြားမှကိုကိုးကွယ်တဲ့ဘာသာ သည်ဖြင့်ထည့်ပေးရမှာပါ relevant certificate အခုကိုလက်ရှိရရှိထားတဲ့ certificate သင်တန်းစဉ်လက်မှတ်တွေပါ english 4k computer basic microsoft office ဒီအပိုင်းကိုတော့ကျွန်တော်တို့ educational background မှာတခါတည်းပေါင်းထည့်လိုက်လို့လည်းရပါတယ် expected salary ညွန်မှန်းလာစာ reference and declaration ကိုကားချက်ပေါ့အပေါ်ကပြောခဲ့တဲ့အရာတွေကကျွန်တော်တို့တကယ်ကျွမ်းကျင်မှုရှိကြောင်းကိုအရင်ကအလုပ်လုပ်ဖူးရင်လည်းအဲ့ဒီလုတ်ခဲ့တဲ့ website တို့ facebook page တို့ကိုလည်း ထည့်နိုင်ပါတယ်။နမူနာ CV form လေးကိုလည်းတစ်ချက်ကြည့်နိုင်ပါတယ်။အလုပ်ခွင်ကိုဝင်မဲ့သူဆိုရင် cover letter နဲ့ CV form ကရှိကိုရှိထားတင်ပါတယ်။အကယ်လို့ကိုကမရှိဘူးဆိုရင်လည်းကြိုရေးထားဖို့လိုအပ်ပါမယ်။ cover letter နဲ့ CV form ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ interview မဖြေခင်မှာကြိုတင်ပြင်ဆင်တင်တာလေးတွေကိုပြောပြပေးပါမယ်။မဖြေခင်မှာကိုသွားမဲ့နေရာကို တေချာတိအောင်လုပ်ထားပါကမာရွတ်မှာလားအင်းစိန်မှာလားရွှေပြည်သားမှာလားဘေးလမ်းမှာရှိရလဲကိုသွားမဲ့နေရာကစိုင်တစ်ရွှေပြည်သားသွားလိုက်တဲ့နေရာကစိုင်နစ်ကမာရွတ်ဖြစ်နေရင်တော့တော်တော်လွဲသွားပါပြီ။အဲ့ဒါကတော့ကျွန်တော်တို့အခုမှလုပ်ငန်းခွင်ကိုစဝင်မဲ့သူတွေရဲ့လွဲထက်တဲ့အလွဲလေးတွေပါ။အဲ့လိုကစင်ကရားဖြစ်သွားပြီဆိုရင်အင်တာဗျူးဖြေမဲ့အချိန်နောက်ကျနိုင်ပါတယ်။အင်တာဗျူးဖြေမဲ့နေရာကိုလည်းပဲ15မိနစ်လောက်ကြိုးရောက်ရင်အဆင်ပြေပါတယ်။အဲ့ဒီထက်မှကိုကစောနေတယ်ဆိုရင်တော့ဒီအနီးအနားက coffee ဆိုင်လဖက်ရည်ဆိုင်လေးမှာထိုင်းနေလိုက်တာကပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့မဖြေခင်မှာကိုဘေးမှာရှိတဲ့သူတွေနဲ့စကားပြောပါ idea အသစ်တစ်ခုခုရရင်လည်းကိုယ့်ကို interview တဲ့အခါမှာထည့်ပြောလို့ရတာပေါ့နောက်ပြီးတော့ငိမ့်ငိမ့်နေပါလက်မစော့ပါနဲ့ဟာဟိုကကန်ကြီးလိုက်ဒီကန်ကြီးလိုက်မလုပ်ပါနဲ့အဲ့ဒီအခါမှာကိုယ့်ရဲ့ first impression ကိုတောင်းစီနိုင်ပါတယ်မဖြေခင်မှာကိုကဖုန်းသုံးနေလိုက်တာကအကောင်းဆုံးပါပဲအဝယ်အစားအနေနဲ့ကတော့ formal ဖြစ်မဲ့အဝယ်အစားမျိုးကိုဝတ်စင်မှာ တို့ယောက်ျားလေးတွေအတွက်ဆိုရင်စတိုင်ပန်းနဲ့အင်ကြီးလက်ရှိဒါမှမဟုတ်ရင်လေကရုံးနဲ့ပစိုးကိုချိန်နဲ့တက်ရကိုဝတ်ဆင်နိုင်ပါတယ်။ဘောင်းမီတိုတွေကိုတော့ရှောင်ပေးပါ။နာယီကပတ်စတဲ့ accessory တွေပတ်သွားပါ။အဲ့ဒါတွေနဲ့ဆိုရင်လူက gentleman ဆန်ပြီးတော့ပို့ပြီးကြည်ကောင်းစေပါတယ်။သပင်ကိုလည်းတက်တက်ရရဖြစ်အောင်ဂျဲတကုကုလူးသွားပါ။ကျွန်တော်တို့ကိုကမုတ်စိမ်မွေးပတိုင်မွေးထားတဲ့သူဆိုရင်လည်းပဲတိသွားပါ။မင်းကလေးတွေအတွက်ဆိုရင်တော့နှကန်းနီကိုအရင်နေမစိုးပါနဲ့။အဖျော်လေးတွေပဲစိုးသွားပါ။နောက်ပြီးတော့တောက်စီးတဲ့အခါမှာ နှစ်လက်မှထက်မြင့်တဲ့တောက်တွေကိုရှောင်ပေးပါမိန်ကလေးရောယောက်ျားလေးရောအယောင်ရွေးချယ်တဲ့အခါမှာ all black color တွေမဝတ်ပါနဲ့ကံပဏီတိုင်းတော့မဟုတ်ပင်မဲ့တချို့ကံပဏီတွေကအဲ့လို all black color ဝတ်တာကိုသဘောမကျပါဘူးအယောင်ရင်းတွေကိုရှောင်ပါအယောင်နုလေးတွေကိုရွေးပါအဖြူရောင်ပန်းရောင်အဝါနုဗီရာရောင်ဒီလိုစားတဲ့အယောင်လေးတွေကိုရွေးချယ်ပြီးတော့ဝတ်စင်ပါကိုနဲ့ကိုလည်းအထူးဂရုစိုက်ပါ roll on perfume body spray တခုခုစွတ်သွားပါခုနကတော့ကျွန်တော်တို့မဖြေခင်မှာကြိုတင်ပြင်ဆင်တင်တာလေးတွေကို ပြောပြပေးသွားတာပါအခုကတော့ဖြည်းနေစဉ်အတွင်းကိုပြောပြပေးပါမယ်အရင်ဆုံးအင်တာဗျူးခန်းထဲကိုရောက်တာနဲ့ကိုယ့်ရဲ့အင်တာဗျူအာတွေကိုပြုံးပြီးတော့နှုတ်ဆက်လိုက်ပါထိုင်တဲ့အခါမှာလဲခါကိုမမတ်ထိုင်မှာအခုမှစပြီးတော့အလုရှောက်မဲ့သူတွေဒါ first time ဆိုရင် ရှင်းခုံနိုင်ပါတယ်စိတ်လှုပ်ရှားနိုင်ပါတယ်အဲ့ဒီအခါမှာမကြောက်ပါနဲ့အေးအေးဆေးဆေးလေးပဲဖြေပါကြောက်ပြီးတော့အဲ့လိုစိတ်လှုပ်ရှားပြီးဖြေးနေမယ်ဆိုရင်အထစ်ထစ်အငေါငေါတွေဖြစ်ပြီးတော့အမားပါနိုင်ပါတယ်ကျွန်တော်တို့စကားပြောရင်ကိုယ့်ကိုမေးတဲ့သူကိုကြည့်ပြီးတော့ပြောပါအိုင်းကွန့်တက်ယူပါ တကူးကူကိုကစဉ်းစားစရာရှိရင်တော့မှမျက်နာကိုအကြာကြီးမလွဲပါနဲ့ကျွန်တော်တို့ဖြေးနေတော့မှအင်းအဲအဲ့ဒါလေးကျွန်တော်တိတယ်အောက်သာအဲ့ဒီစကလုံးအသုံးအနှုန်းတွေကိုအတက်နိုင်ဆုံးထိမ့်မှအတန်ဒီ white stone ကိုဂယုဆိုင်ပါ form ဆန်ဆန်ပြောဆိုပါအခုပြောမှာကတော့မြေခွင်းမင်းမဲ့အပိုင်းမြေခွင်းမင်းမဲ့အရာတွေကိုကျွန်တော်တို့ကြိုပြီးတော့စဉ်းစားသွားတင်ပါတယ်လုပ်ငန်းအကြောင်းကိုတေချာလိလာသွားပါ JD Jotis question တွေကိုတေချာဖတ်ပါတခါတလေမှသူတို့မေးလိုက်တဲ့ရှောင်းတခင်မေးခွန်းတွေကကိုယ့်ကို အကျက်ရိုက်သွားစေနိုင်ပါတယ်ဥပမာအနေနဲ့ဆိုရင်မင်းရဲ့အားနည်းချက်ကိုပြောပါအောင်လုပ်ငန်းအတွက်လိန်ရမယ်ဆိုရင်မင်းအနေနဲ့လိန်ပြီးမှလာဒီကမ္ပဏီမှာပြဿနာတခုခုတက်လာရင်မင်းအနေနဲ့ဘယ်လိုဖြေရှင်းမလဲဒီလိုမေးခွန်းတွေကတော်တော်ဖြေရခဲ့ပါတယ်ချူတင်စဉ်းစားသွားဖို့လိုအပ်ပါမယ်ပပနဲ့နဲ့ဖြေတတ်မှရမယ်မေးခွန်းမျိုးတွေပါဖြေရင်လဲဟုတ်တယ်မဟုတ်ဘူးလို့ဖြေတာတဲ့စကားကိုစီကာပကုံးပြောတတ်ဖို့လိုအပ်ပါမယ် ကိုပြောနေတဲ့အကြောင်းအရာတော့ဖြစ်ပါစေပေါ့နော်လစာကိုလည်းကြိုပြီးတော့စဉ်းစားတော့ပါဟိုရောက်မှအစီအမည်တို့ပဲပေးပါအင်းကျွန်တော်လစာဘယ်လိုပြောရမလဲမသိဘူးအဲ့လိုမျိုးတွေမဖြစ်ပါသေးနဲ့ကမ္ပဏီရဲ့အခြေအနေကိုသိထားပါအခုလက်ရှိမှာကမ္ပဏီတွေဘေးပိုဇက်ရှင်မှာဆိုရင်လစာဘလောက်ပေးလဲဆိုတဲ့အရာတွေကိုပါလေ့လာထားဖို့ကျွန်တော်တို့လိုအပ်ပါမယ်ကုရှောင်းမှာက HR Junior Supervisor Level ရဲ့လာတာကိုသွားပြီးတောင်းလို့မရပါဘူးတခြားလေးစဉ်းစားသွားဖို့လိုအပ်ပါမယ်အင်တာဗျူးရဲ့အဆုံးသတ်မှာကိုကပြန်မေးရမယ့်အပိုင်းလာပါလိမ့်မယ်ကိုရဲ့အင်တာဗျူအာကနေပြီးတော့ မေးချင်တဲ့မေးခွန်းများရှိသလားဆိုရင်အဲ့ဒီအခါမှာပြန်ပြီးတော့မေးပြအောင်မေးပါ ferry season ပြီလားအဲ့ဒီ ferry ကကျွန်တော်တို့ဘေးအထိကိုသွားစီရမှာလဲဘယ်နှနာရီဆိုရင် ferry လားကြိုလဲကျွန်တော်တို့လို့အခုမှစလုပ်မဲ့ဝန်ထမ်းတွေအတွက် training session ရှိလားဒီလိုမျိုးကိုသိချင်တဲ့အကြောင်းအရာလေးတွေကိုမေးပြအောင်မေးပါမမေးဘဲမနေပါနဲ့အခုအလုံးမဝင်ခင်မှာသိရမယ့်အရာလေးတွေကိုဒီစာအုပ်ထဲမှာပါတဲ့ session 1ကအကြောင်းအရာလေးတွေနဲ့ကျွန်တော်သိသလောက်လေးကို sharing လုပ်ပြသွားခြင်းဖြစ်ပါတယ်နောက်ထပ် session 2မှာလည်းပဲလုပ်ငန်းခွင်တွေကအကြောင်းအရာလေးတွေကို ဆက်လက်ပြပြပေးသွားပါမယ်။အပိုင်းနှစ်ကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။တီးကျင်တာလေးတွေရှိရင်လည်း comment box ကနေပြီးတော့မေးသွားနိုင်ပါတယ်။တာယာပြောရှုံမဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။